မြန်မာနိုင်ငံမှာပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကျင်းပနေတာနဲ့တဘောတာကွက်လက်မှုတွေများပြားနေတဲ့နိုင်ငံကိုစူးစီးနိုင်မှုအတွက်တပါတီစနစ်နဲ့တွားရင်ဖြေရှင်းနိုင်မယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်ကစဉ်းစားပြီးချပြလာခဲ့ပါတယ်။နိုင်ငံရေးတည်ငြိမ်ဖို့လက်နက်ကိုင်လာရတဲ့အကြောင်းရင်းကိုရှာမယ်ဆိုရင်တခုတည်းသောလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ရမှာဖြစ်ကြောင်းအဲ့ဒီလက်နက်ကိုင်အဖွဲ့အစည်းကိုထိန်းချုပ်နိုင်တဲ့ပါတီတစ်ခုလိုအပ်ကြောင်းအဲ့ဒီပါတီမှာပြည်မနဲ့တိုင်းရင်းသားအလုံးပါဝင်ရမှာဖြစ်ကြောင်းဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါရတယ်။အဲ့ဒီပြင်တိုင်းရင်းသားတွေရဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ကိုအခြေခံဥပဒေအရ ရနိုင်စေဖို့ဖွဲ့စည်းစီနောင်ထားပြီးဖြစ်တာကြောင့်လက်နက်ကင်ပြိပခခြုံငိမ့်နိုင်ကြောင်းအဲ့ဒီလိုစဉ်းစားမိရင်တပါတီစနစ်ဟာမြန်မာနိုင်ငံအေးမှာစဉ်းစားတဲ့ဦးစားပေးတစ်ခုဖြစ်လာမယ်လို့သူကပြောပါတယ်ကျွန်တော်တို့ 这个，咱们老百姓哪来个办法？你 <noise> 说，那人家一丁一亩，那人家一丁一亩能吸多少？人家根本就把它吸的那么高了，白了。那人家到底干啥子呢？那人家一丁啊，人家干啥子？教英语啥子？哎，教英语，天天学的是。你看，土里头，人家干啥子？就是土。哎，这土里头，人家干啥子？我，阿拉，现在我刚刚呢，毛年快呢，今年春小麦呢，外地人比较。哎，外地嘛，阿隆包呀嘛，那阿隆包呀嘛，起码还得包呢。俺做外地没有偏，这农村来来嘛啦，老老丈人要木头。 呀，一年大概要订五六家，每家要订五六家呢。主要一部分就给刚才那几单我安排。但是我们销售量还没结束呢，那件东西大概还没有啊。不过，海南那些那个萨克拍卖展上的，其他乌龟呀、鱼呀，我们全部都都是新鲜的。其他的我们可能比那个稍微慢一点。像生菜呢，我们是用生菜呢，生菜没有，大白菜是内地，因为用生菜呢，你们那个海南大概用生菜呢，我们这边基本上。 တပါတီစနစ်ဆိုတာမှာတိုင်းပြည်တစ်ခုကိုနိုင်ငံရေးလမ်းစဉ်အယူအဆတစ်မျိုးတည်းကျင့်သုံးတာပါတီတစ်ခုထဲမှာအုပ်ချုပ်တဲ့စနစ်ဖြစ်ပြီးပါတီကောင်းဆောင်ဒါမှမဟုတ်ပါတီရဲ့ဗဟိုအာဏာပိုင်အဖွဲ့ကတိုင်းပြည်အာဏာကိုစုပ်ကိုင်ထားတဲ့အုပ်ချုပ်ခြင်းဖြစ်ပါတယ်။နာဆာကဥက္ကဋ္ဌအနေနဲ့2025ခုနှစ်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပမယ်လို့ကတိပြုပြောဆိုထားတဲ့အပြင်ပါတီစုံဒီမိုကရေစီစနစ်အရာရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားတာကြောင့်တပါတီစနစ်ဖြစ်လာနိုင်စရာမရှိကြောင်းလည်းထောက်ပြပြောဆိုမှုတွေရှိနေပါတယ်။ပါတီစုံဒီမိုကရေစီကိုပြည်သူကတောင်းဆိုတာဖြစ်ပြီးမိမိတို့တောင်းဆိုတာမဟုတ်ကြောင်းဒီမိုကရေစီကိုသွားမယ်ဆိုရင်တည်ငြိမ်ဖို့လိုအပ် ြောင်းနာဆကဥက္ကဋ္ဌပူဇော်မှုကြီးမေအောင်လိုင်က2025ခုနှစ်မတ်လ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။အားလုံးပါဝင်တဲ့ပါတီကြီးတစ်ခုကိုစူးစီးနိုင်မှုညှိနှိုင်းနိုင်မှာလား။ပြည်တော်စုကြီးတစ်ခုလုံးကိုဥဆောင်မဲ့ပါတီတစ်ခုအောင်မှာတိုင်းဒါလက်နက်ကင်တပ်ဖွဲ့အသီးသီးကိုထိန်းချုပ်ထားတဲ့ပါတီအသီးသီးဟာပါနိုင်မှာလားဆိုတာတွေကိုစဉ်းစားပြီးမှနိုင်ငံအသစ်တစ်ခုကိုတွားရမှာဖြစ်တယ်လို့ရခိုင်ဥဆောင်ပါတီ AFP ဥက္ကဋ္ဌဒေါက်တာအီမောင်က CNN သတင်းဌာနကိုပြောပါတယ်။ 在那个美国看，全部都是内马尔啦，那他们全部是用那个巴西人过来打的。但是他们罗比安托不，内马尔都打不过，他妈哇，尤尔西厉害，尤尔西厉害。 一路 S D 呢？就那路数字的嘛，打隆多少？你嘛那样得扣弄哦，数字那样把你记的扣哦，打隆八五的，那把你记的扣哦，数字。哎哦，应该那会嘛啦。你那干推理的，那工五八五嘛，那比方说你扣吧，你得看那个图片，五八五那会嘛啦。反正五八五那会嘛啦，你到那里面把你记的扣那会嘛啦，你那说那木你记的扣多少嘛啦？我这把你记的扣吧，那里把你罗的，就那路比方说你记的扣哦，五三八把你记的扣澳门哦，把你记的扣那会嘛啦，买啦，你记的扣那会嘛啦，工干的记的扣那会嘛啦，打隆的。 ပါနိုင်ပါလားအေးအေးကြီးပါနိုင်ပါလားမိုးလီပါနိုင်ပါလားဒါတွေစဉ်းစားပြီးမှကျွန်တော်နိုင်ငံတစ်ခုကိုသွားဖို့လို့ မြန်မာနိုင်ငံမှာဦးနေဝင်က1994ခုနှစ်မှာစကမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီမဆလာတပါတီတွေကအုပ်ချုပ်ခဲ့တာကြောင့်တပါတီစနစ်နဲ့ဖျက်ဆီးခဲ့ပူပါတယ်။အဲဒီနောက်88အရေးကင်းပေါ်ပေါက်လာပြီးမဆလာဖျက်သိမ်းခဲ့ရတယ်လို့ဦးနေဝင်လည်းယာလူကဆင်းသွားခဲ့ကြောင်းအဲဒီလိုပဲ1994ဖွဲ့စည်းပုံအခြေခံဥပဒေလည်းဖျက်သွားခဲ့ရပါတယ်။လက်ရှိမြန်မာနိုင်ငံမှာမြန်မာတပ်မတော်နဲ့လက်နက်ကိုင်တွေကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးနယ်မြေတိုင်းဘက်ကအာဏာတိစောက်မှုတွေပြုလုပ်ပြီးအုပ်ချုပ်ရေးထူထောင်နေကြတာကြောင့်ပါတီစုံဒီမိုကရေစီစနစ်နေရာမှာစစ်ဘီရင်ဝါဒတွေထွန်းကားလာမှာကိုစိုးရိမ်နေကြပါတယ်။